့ရှင်နေဆက်ကုလောက်ကပဲထင်နေပြလာမကုန်ခင်ကနေမှာမုံရွာကနေရွှေတွေတဲလာတယ်တဲ့ရွှေတွေတဲလာပြီးမှလမ်းမှာပျောက်သွားတယ်တဲ့ပျောက်တော့ဆန်ဆန်နဲ့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးမှသူတို့သူတို့ယဉ်ကြီးတဲ့လူတွေစီအခုညီတောင်းတဲ့ပေါ့သူတို့အထင်ကတော့ဒီဘက်ကိုထင်မှုကြပါတယ်အဲ့လိုအခုညီတောင်းတဲ့ခါမှာဟုတ်ပြီဥစဉ်ခေါ်ခဲ့လာလေတကယ်လို့ဒီလမ်းကြောင်းမှာဒီလိုဒီလိုတက်မဲ့ဘက်ကဖြစ်ပြီးသူစစ်ကားပဲဖြစ်ဖြစ်တကယ်လို့ယူခဲ့ဆိုပစ္စည်းအဲ့တို့တချောင်မပြောက်เสียရဘူးလို့ပေါ့ကောတော့နမကတိုက်မှုယူပြောပြီးမှချက်ချက်လက်ငကုန်လုပ်ပေးမယ်လို့ဟုတ်လား တောင်းကိုခေါ်ခဲ့လိုက်ဆိုပြီးမှဝိစိမ်မန်နေဂျာကိုပို့ပြတောင်းကိုခေါ်ခဲ့လိုက်ဆိုပြီးဦးစင်းကပြောလိုက်တယ်။ဒါပေမဲ့နောက်နေ့ကျတော့ဖုန်းနောက်နေ့ကျတော့ဆက်တွေ့မြင်းမှု PDF ကဖန်ထားတယ်တဲ့မြင်းမှု PDF ကဒီမှာဆက်တွေ့လာတယ်ပြန်ပြီးမှရွေးရမယ်တဲ့အဲ့ခရိုင်တိုင်ရင်တက်ကထုတ်ပြန်ရှင်းလင်းဆိုတဲ့အရာနဲ့ပတ်သက်ပြီးပြောချင်တယ်မင်းတို့မြင်းမှုက PDF ကောင်းဆောင်စီကိုသွားသွားလို့ရှိရင်မင်းတို့လည်းနည်းနည်းပါးပါးရွှေရကြီးရလိုက်မယ်မင်းတို့လည်းဝေစုဖွဲ့ရကြီးရလိုက်မယ်ကြလားနော်ဗီဒီယိုကိုပြောင်းလဲပြောင်းလဲခြင်းမထိုင်နဲ့အဲ့တော့အခုတော့ခင်ဗျားတို့အဖြူမဲ့ွဲပြီး လူကိုလည်းကားလည်းယူခံရသေးတယ်လူကိုလည်းဓမြတိုက်ခံရသေးတယ်လူကိုလည်းဟိုကအနိုင်ကျင့်ခံရသေးတယ်ရွှေတယ်ကိုလည်းယူခံရသေးရဲ့အဲ့ဒါတွေမကဘဲနဲ့နောက်ထပ်ပြန်ရွေးပါဆိုတာကြီးရတော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဝိတ်စိန်ရွှေဆိုင်ပိုင်နဲ့ရွှေတယ်ကပြန်ပေးဆွဲခံရခြင်းနဲ့ပတ်သက်ပြီးပောက်ကိုတော့ပောက်ကွဲလာပြီးမှုအဆုံးထိနာဆင်ဝေပန်းတုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဟိုတော့ဘာများပြောချင်တယ်လဲဆိုရင်ဝိတ်စိန်ရွှေတယ်ပြန်ပေးဆွဲခံရတဲ့ပတ်သက်ပြီးရွှေတယ်ပစ္စည်းများ ဒီမြင်းမူ PDF ခေါင်းဆောင်ကျမ်းဖက်ဖွဲ့များယူဆောင်နေပတ်သက်ပြီးမှသူစဉ်ပြောကြားတော့မှာဖြစ်ပါတယ်ဗျာနော် live ပေါ်မှာတော့တို့ကဘယ်လိုဒီ kit တို့ message တို့ BBC တို့ကတော့ဘယ်လိုဖွာထားတယ်လဲဆိုလို့ရှိရင်နော်မန္တလေးဝိသေရွှေသားရဲနဲ့ရွှေတဲကမောင်ရမန္တလေးမှာပြန်ပြီးဆက်ခံရဘယ်နဲ့သခိုင်းတိုင်းတိုက်ရင်တက်ကထုတ်ပြန်ရှင်းလင်းမှုတဲ့နော်ဘယ်လိုရှင်းလင်းတယ်လို့တော့မတည်ဘူးပေါ့ဗျာနော်ဒီဒီတို့ကတော့သူကတော့ပြည်သူပတ်သွားပြူစောရီအမိခံနဲ့ပြည်ပြည်ပြူစောရီအမိခံပြည်သူစစ်တီကိုသူကလွှတ်ချထားတာပေါ့ဗျာနော်လွှတ်ချထားတာပေါ့ဒါ ြောင်းလဲပြောင်းစားပြောင်းကြကြဟိုဟာကြတယ်ပြောရမှာပေါ့ဗျာနော်ဥစဉ်ပြောပြီးပဲဗျာခင်ဗျားတို့ဒီဝင်းစိန်ရွှေဆိုင်နဲ့ပတ်သက်ပြီးမှာဥစဉ်ကလူတို့တွေခိတိတို့မင်းစီမတို့ BBC တို့ RFP တို့မတင်ခင်ကတည်းကဥစဉ်စာလေးဥစဉ်ရဲ့ Telegram မှာတင်ထားတာရှိပါတယ်ဗျာနော်တမတော်ကပြည်သူကိုဒုက္ခမပေးဘူးလေခင်ဗျားတို့ဘာလို့မလဲဆိုတာကိုစောင့်ကြည့်ပါရစေတဲ့ခင်ဗျားတို့တီအောင်ပြောရမယ်ဆိုရင်သခိုင်းတိုင်းမှာရှိတဲ့ PDF NG လျောက်ကအမှန်တရားတကိုးတည်းများမရင်းကောင်တွေပဲဆိုပြီးမှဥစဉ်ကိုယ်တိုင်ပြောထားကြီးဖြစ်ပါတယ်ဗျာနော်ပေါ့ကိုယ်တော်ကိုယ်တိုင်ပြောထားကြီးဖြစ်ပါတယ် ဒါကြောင့်မလို့ဒီဝိစိန်ရွှေဆိုင်ရွှေ30လာမကုန်ခင်ရပေါ့ဗျာလာမကုန်30ဒီဒီတော့နဆက်ရှင်29လောက်ကပဲထင်နေပါလာမကုန်ခင်ကနေမှာမုံရွာကနေရွှေတွေတဲလာတယ်ရွှေတွေတဲလာပြီးမှလမ်းမှာပျောက်သွားတယ်တော်တော့ဆန်ဆန်နဲ့ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးမှသူတို့သူတို့ယဉ်ကြီးတဲ့လူတွေစီအကူအညီတောင်းတယ်ပေါ့သူတို့အထင်ကတော့ဒီဘက်ကိုထင်ပုံကြပါလေအဲ့လိုအကူအညီတောင်းတဲ့အခါမှာဟုတ်ပြီဥသိခေါ်ခဲ့လာလေတကယ်လို့ဒီလမ်းကြောင်းမှာဒီလိုဒီလိုတက်မဲ့ဘက်ကဖြစ်ဖြစ်လူစစ်ကပဲဖြစ်ဖြစ်တကယ်လို့ယူခဲ့ဆို စ္စည်းအဲ့တို့တချောင်မပြောက်เสียရဘူးလို့ပေါ့ကတော့နမကတိုက်မှုကြီးကိုပြောပြီးမှချက်ချင်းလည်းငုံလုပ်ပြင်မယ်လို့ဟုတ်လားတောင်းကိုခေါ်ခဲ့လိုက်ဆိုပြီးမှဝိစိန်မန်နေဂျာကိုပို့ပြတောင်းခေါ်ခဲ့လိုက်ဆိုပြီးဦးစင်းကပြောလိုက်တယ်။ဒါပေမဲ့နောက်နေ့ကျတော့ဖုန်းနောက်နေ့ကျတော့ဆက်တွေ့မြင်းမှု PDF ကဖတ်ထားတယ်တဲ့မြင်းမှု PDF ကနေမှဆက်တွေ့လာတယ်ပြန်ပြီးမှရွေးရမယ်တဲ့အဲ့ဒီစကားကိုဦးစင်းစာအဖာလေးကဦးစင်းပြောထားတာရှိတယ်။ဒါကြီးဝိစိန်ကတော့ဒလိုဒလိုရှိတယ် ရင်းမူပြီးရက်ကနေမှာသူတို့ရဲ့မန်နေဂျာသူတို့ရဲ့ရွှေပြောင်းလာတဲ့ဟာတွေကိုဖမ်းသိကြတယ်ရွှေတွေရောငွေရောပဲနောက်ထပ်တော့မှရွေးရမလို့ကြာတကယ်ဆိုလို့ရှိရင်တော့ဝက်စိတ်ရွှေဆိုင်အနေနဲ့ကသက်ဆိုင်ရာကိုအကြောင်းကြားလားမကြားလားတော့မတူဘူးအမှန်ကန်တော့ရွေးလားမရွေးလားနောက်မှသာတကယ်လို့မှမကြောင်းကြားဘူးဆိုလို့ရှိရင်သူတို့လက်ကအကြမ်းဖက်နဲ့ဆက်တွေ့မှုဖြစ်မှာပဲလေအကြမ်းဖက်နဲ့ဆက်တွေ့မှုဖြစ်မဲ့ဒါအကြမ်းဖက်ကိုထောက်ပံ့ရဖြစ်မှာဆိုလို့သူတို့တွေဆက်တွေ့ပြီးမှလောက်ရမှာဆိုတော့ဥစဉ်တော်မှဒီစားအဖတ်ကျက်ကိုအကြံအကြံပေးလိုက်တယ်ပေါ့ဗျာနော်သူတို့ဘာလို့မလဲဆိုတော့ဒါစောင့်ကြည့်ရမှာပေါ့ဟုတ်လား ဆိုတဲ့အတွေ့အကြုံနဲ့ဦးနဲ့ကိုတဲ့အတွေ့အမြင်နဲ့ပြောလိုက်တယ်နော်ပြောလိုက်တယ်အဲ့ဒီမန်နေဂျာကိုယ်တိုင်ပဲဦးစင်းနဲ့ရင်းနှီးရတူဆက်လာတယ်ဘယ်လောက်နဲ့ယူရမယ်ဘယ်လောက်နဲ့ယူရမယ်ဆိုတော့ကျွတ်တို့လည်းမတီးဘူးပေါ့ဗျာနော်ဒီဘက်ကမဟုတ်ဘူးလေဟိုဘက်ကမြင်းကိုဘက်က PDF ကနေဖမ်းထားတယ်ဆိုပြီးမှအဲ့ဒီတော့ပေါ့ဘူတော့ပြောတာကဟုတ်လားမဟုတ်လားတည်ကျေနော်ဝင်းစင်ကိုခင်ဗျားတို့ဆက်တွေ့ရမယ်ဝင်းစင်မန်နေဂျာကိုခင်ဗျားတို့မေးမြန်းရမယ်ဌာနဆိုင်ရာအနေနဲ့ရနော်အဲ့ဒီလိုမေးမြန်းမှာခုကခင်ဗျားတို့က တိသူစကလုံးလုံးပြုသောတရားလုံးလုံးတက်မတော်ကလုံးလုံးကြောင်းဟာဟိုဘက်ကဟိုဘက်ကကြောင်းလေကြောင်းသားပြေးပြေးဝေရပြေးဟိုဟာနဲ့ဒီဟာနဲ့ဆက်မွေးထားတဲ့ဗျာမရာဗျာကြောင်းကြကြပေါ့ဗျာနော်ဒါပုံဝင်လေးလေးပြောပါဆိုသခိုင်းတိုင်းတိုင်းလုံးမှာ PDF NG တွေလောက်ကပတ်ခါပါအဖွဲ့အစည်းမှနေများကဒေါ်လာရင်းကိုစိတ်ဝင်သွားတော့ဒေါ်လာရင်းကိုစိတ်ဝင်သွားတော့နော်ခိုးလို့ရရင်ခိုးမယ်ခိုးလို့မရရင်ဓမြတိုက်မယ်ဓမြတိုက်လို့မရရင်သူတက်မယ်ဆက်ကြည့်ကောင်းမယ်ဒါပုံစံကအကုန်ဖြစ်သွားပြီတခုကျဖို့ဓမြမရင်းကောင်ဖြစ်သွားပြီ ိုင်ဂျီဆိုရတဲ့လင်တိုင်းပေါ်မှာပဲဘာဩဇာအာဏာမှမရှိတော့ဘူးမရှိတော့ဩဇာအာဏာမရှိအောင်ပါလေတူတူကလည်းဩဇာအာဏာရှိအောင်မနေခဲ့လို့ပေါ့ဗျာနော်ဒါလဲနိုင်ငံရေးမှာလဲလူစားတဲ့အလဲရင်စံအရင်ခံဆိုလိုပဲနော်အဲ့ပုံစံမျိုးပြနော်အဲ့တော့ပြောချင်တာကဒီလူများအနေနဲ့ဝက်ဆင်ရွှေတိုင်မှန်လဲမြေမှုအနီးတစ်ဝိုက်မှာဒီမုံရွာကရွှေတိုင်လာတိတ်လာတဲ့အခါမှာပစ္စည်းတွေအကုန်လုံးမလာတဲ့အခါမှာမြေမှုနာမြေမှုမရောက်ခင်မှာဒီအကုန်လုံးပေါ့ကားကားကလည်းလိုင်စင်ကားလို့ကြားရတယ်ဗျာနော်ကားရောလူရောအကုန်လုံးဖမ်းဆီးထားတဲ့ရွှေတွေရောပေါ့ဗျာနော် အဲ့ဒါတွေကို PDF တွေအား PDF ကျမ်းဖဲတမျိုးတစ်ခုတမျိုးမရင်းကောင်တွေကမသိသိမ့်မဲနဲ့နောက်ထပ်ပါလူတွေကိုလာကြွေးပါဆိုပြီးမှဆက်တွေ့လာတယ်တဲ့ဆက်တွေ့လာတယ်ကြာနော်ဆက်တွေ့လာတယ်တဲ့ဦးဇင်းတို့ကရှင်းဦးဇင်းတို့ကရှင်းတယ်ဦးဇင်းတို့ဆိုအကူကြီးတောင်းတဲ့လူတွေများတယ်ဦးဇင်းရဲ့ဘယ်နာမှာဘယ်လိုဖြစ်တယ်ဗျာအဲ့ဒါလေးတမတော်ကနေဘယ်လိုလောက်ထားတယ်ချက်ချက်လက်ငယ်ဦးဇင်းတို့ဆုံးသားနဲ့ဟုတ်ခဲ့ရင်တော့ကိုကအကူကြီးပေးလို့ရတယ်ဓမ္မတဆောင်သားတွေ ဝက်လက်မြူနယ်တွင်စစ်တပ်ကမောက်ကလေးရွာမှပြည်သူလေးဆယ်ခန့်ကိုလူသားတိုင်းဖမ်းဆီးပြီးစစ်ကြောင်းထိုးနေအောင်လက်မြူနယ်ရှိပြန်ဒီရွာကိုစစ်တပ်ကမိရှိမှုနေအိမ်73လုံးပြကြရန်ကုန်နိုဝင်ဘာ3စကိုင်းတိုင်းဝက်လက်မြူနယ်တွင်အကြမ်းဖက်စစ်တပ်ကမောက်ကလေးရွာမှပြည်သူလေးဆယ်ခန့်ကိုလူသားတိုင်းဖမ်းဆီးပြီးစစ်ကြောင်းထိုးနေကြောင်း World Information Network မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ယနေ့နိုဝင်ဘာလ3ရက်နေ့နနက်အစောပိုင်း6နာရီခန့်တွင်ရွာသာကြီးရွာမှထွက်လာသောအကျန်းဖက်စစ်သားများသည်မောက်ကလေးရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူလေးဆယ်ခန့်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားကြောင်းသိရှိရသည်လက်ရှိချိန်တွင်အကျန်းဖက်စစ်တပ်စစ်ကြောင်းသည်ဝက်လက်မြူနယ်မောက်ကလေးရွာမှရင်းတို့ဖမ်းဆီးထားလာသောပြည်သူများကိုရှေ့မှတွားခိုင်းပြီးလှဲဦးကြီးကုန်းရွာကိုထပ်မံဝင်ရောက်စီးနင်းနေကြောင်းသိရသည် စစ်ခွေးစစ်ကြောင်းကရွာသားကြီးရွာကနေထွက်လာပြီးတော့မောက်ကလေးရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူလေးဆက်ကြော်ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးလက်ဦးကြီးကုန်းရွာကိုထပ်မံဝင်ရောက်စီးနင်းနေတယ်ဟု World Information Network မှတာဝန်ရှိသူကပြောဆိုသည်ထို့ပြင်မကွေးတိုင်းအောက်လန်မြို့နယ်ဗျန်တီကျေးရွာကိုလည်းစစ်တပ်ကဝင်ရောက်မိရှိဖျက်ဆီးခြင်းကြောင့်နေအိမ်73လုံးမိလောင်ပြကျခဲ့ကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည် နိုဝင်ဘာလတရက်နေ့တွင်အောင်လမျိုးနယ်ရွှေပန်းတော်ရဲစခန်း၌အထိုင်ချတပ်ဆွဲထားသောအကြမ်းဖက်စစ်သားနှင့်ပြူစောထီးများပူးပေါင်းထားသောစစ်ကြောင်းသည်အင်အား90ခန့်ဖြင့်စစ်ကြောင်းထိုးလာပြီးမကွေးတိုင်းနှင့်ပဲခူးတိုင်းအဆက်ရှိပြန်တီကျေးရွာကိုဝင်ရောက်စီးနင်းကာနေအိမ်ဆဲနှစ်လုံးကိုမိရှိဖျက်ဆီးခဲ့ကြောင်းသိရသည် စစ်ခွေးစစ်ကြောင်းကပြန်ဒီရွာကိုဝင်ရောက်စီးနှင်ပြီးနေအိမ်တွေကိုမိရှိသွားတာပါပြည်သူတွေကိုလည်းတော်လန်ရေးထောက်ပို့မလုပ်ဖို့ဆိုပြီးချင်းချောက်သွားတယ်ထောက်ပို့လို့ရင်ရွာလုံးကျွတ်မိရှိပြီးတော့လေရင်နဲ့ဘုံလာကျဲမယ်လို့ချင်းချောက်သွားတယ်လို့သိရတယ်ဟုဒေတာပြည်သူတဦးကပြောဆိုသည်အဆိုပါစစ်တပ်စစ်ကြောင်းသည် အော်တိုဘာလ30ရက်နေ့ကလည်းပြန်ဒီကျေးရွာမှာနေအိမ်တလုံးကိုလည်းမိရှိဖျက်ဆီးသွားသေးကြောင်းသိရသည်ဒါနဲ့ပြည်သူစစ်ဘက်ပြည်ဘသူပဲဖြစ်ဖြစ် ပြည်သူကနိုင်မကျင်ပြည်သူကမတရားမလုပ်နော်ဘာနဲ့ပတ်တယ်ပြီဦးဇင်းတို့ပြောအောင်မယ်ချုပ်ပြည်သူတွေကဖန်ခံတယ်ဖန်ခံဆရာတော်စီကိုပူကြီးတောင်းတယ်တပည့်တို့တင်ကန်းတွေဖန်ခံရတယ်ဗျာတပည့်တို့ဘာတွေဖန်ခံရတယ်ဗျာဆိုဆရာတော်အဲ့မဲ့ဆရာတော်ကယောဂယောဂတော်ဟာသခိုင်းကိုဆက်တွေ့လိုက်တယ်သခိုင်းကိုဆက်တွေ့တော့သခိုင်းကျိုးကျောင်းလေးစုံစမ်းကြည့်တော့အဲ့ဒီထဲမှာတင်ကန်းအပေါ်ကပဲတင်လာဂျာနာတေယုတ်ပစ္စည်းတွေအဲ့လိုဆရာတော်တွေကလွဲတုံးသားလုပ်ထားရည်လည်းရှိတယ်လွဲတုံးသားလုပ်ထားရည်လည်းရှိတယ်တရုတ်ပစ္စည်းတွေကောင်းတဲ့ဒီလာထဲမှာမတင်ရမသွင်းရသူကအကုန်လုံးလည်းခတော့နှက်မှန်ထားတာပဲလေဗျာနော် ဒါတော့ထားပါဦးစေဝိစိတ်ရှူဆိုင်နဲ့ပတ်သက်ပြီးပြောချင်တာပါအဲ့တော့ဌာနဆိုင်ရာအများစုအနေနဲ့ရောနော်ဟိုပြည်ပြည်ဝရပြည်ခေတ္တတို့ပြည်ဖြတ်တို့မင်းစီမတို့နော် BBC တို့အကုန်လုံးပဲစိုက်ရင်းပါဆိုရတယ်ပေါ့ဟာနဲ့ဟုတ်လားအဲ့တော့မင်းတို့အဲ့ဒီထုတ်ပြန်နေဟုတ်လားသခိုင်းခရိုင်တိုက်ရင်တက်ကထုတ်ပြန်ရှင်းလင်းဆိုတဲ့အရာနဲ့ပတ်သက်ပြီးပြောချင်တယ်မင်းတို့မြင်းမူက PDF ကောင်းဆောင်စီကိုသွားသွားလို့ရှိရင်မင်းတို့လည်းနည်းနည်းပါးပါးရွှေရရကြီးရလိုက်မယ်မင်းတို့လည်းဝေစုဖွဲ့ရကြီးရလိုက်မယ်တလားနော် ဒီလူကိုပြောင်းလဲပြောင်းလာခြင်းမထင်နဲ့မင်းတို့သခိုင်းတိုင်းမှာစစ်မှန်တဲ့ပြည်သူတွေမင်းတို့အကြောင်းသိနေပြီကာရမတွေမင်းတို့အကြောင်းကိုကောင်းကောင်းသိနေပြီဟုတ်လားကာရမတွေမင်းတို့လူဝါဝမှုတွေမတရားမှုတွေအနိုင်ကျင့်မှုတွေစိုက်ကြီးကောက်မှုတွေနိုင်လူတွေသိလုံးမှာကာလိုင်းကောင်းတော်ကိုရှင်ပွဲတဲ့တိုင်းသွားခိုင်းတဲ့ရှုပ်ပွဲတဲ့တိုင်းမှာဆွဲဟုတ်လားမင်းတို့ကကားနဲ့ဆွဲရဆွဲပြီးလို့ရှိရင်၅ဒိတ်နဲ့ဒိတ်၂၀ဒိတ်မဖြစ်နိုင်တဲ့ဈေးတွေတော့မဖြစ်နိုင်တာတွေလူဝါဝမပေးလို့ရှိရဲရိုက်တယ်ဖမ်းတယ်ပရိုက်တယ်စောက်ကန်တယ်တတ်တယ်ဒါမျိုးတွေရိုးနေပြီအကာရမတိုင်းတိတယ်နော်မန္တလေးရွှေဘို့ မန္တလေးကလေးတမှုနော်မြစ်ကြီးနာမန္တလေးပြည့်စွဲတဲ့ကာရမလေးအကုန်သိတယ်မင်းတို့အကြောင်းတော့နောကြည့်နော်ငကောကလို့ပြည်သူကိုကျင်းထဲလို့များတော့ပြည်သူကိုနိုင်လို့နိုင်စားလို့များတော့အဲ့တော့မင်းတို့ကပြည်သူကာကွယ်ပြည်သူစောင့်ရှောက်ရေးဆိုရင်လည်းအဲ့ဒီဝိစေယကနော်ဖမ်းထားတဲ့လူတွေကိုမင်းတို့ပြန်လွှတ်ပေးလိုက်ပေါ့ကွာကြက်လားပြန်လွှတ်ပေးလိုက်ပေါ့ရွှေရင်ငွေတွေကတော့လူလက်ချမ်းသာတဲ့လူဆိုတော့တိတ်ပြီးတော့မက်မှာမဟုတ်ဘူးကွာဟုတ်လားလူထဲဘယ်မှာတန်ဖို့မရှိဘူးဆိုတဲ့အတွေ့ကိုတို့တို့လည်းရှိမှာပဲရွှေရင်ငွေတွေမရရင်လူရရင်ပြီးတော့ဆိုတဲ့ မထေးရထင်းနေနော်အဲဓာတုတို့ရဲ့ဆုံးဖြတ်ချက်ကမှန်ပါတယ်ပစ္စည်းကပြန်ရှာလို့ရတယ်နော်လူအတက်ချောင်းပြန်ရှာလို့မရဘူးနော်အဲ့တော့မင်းတို့မှလူသိရှိတယ်နော်မင်းတို့မှလူသိရှိတယ်မင်းတို့မှတကယ်ပြည်သူကိုစေနာရှိတယ်ပြည်သူကိုတကယ်တန်ဖိုးထားတယ်ဆိုရင်ပြန်လွတ်ပေးလိုက်ပေါ့ဘာဖြစ်လို့ပြန်ယူလဲမင်းတို့ကအခုကဖမ်းတာပြန်ပြီးဆွဲရလို့ဖြစ်နေရလေဘာပြန်ပြီးဆိုတော့နောက်ထပ်ငွေနဲ့ပြန်ယူနောက်ထပ်ရွှေနဲ့နောက်ထပ်ဘယ်လောက်ဘယ်လောက်ပြန်ယူဆိုတော့ဟုတ်လားရွေးတောင်ရွေးပြီးတော့မတည်ဘူးပေါ့ကွာနော်ဥစဉ်လဲ30ရက်နေလောက်က 31ရက်နေ့လောက်ကဥဒင်းစီတာဗိုက်ဘာစားနေရောက်လာတာပေါ့ကွာနော်ဒီလိုလိုမှဆက်တွေ့ရပြီတဲ့ဆက်တွေ့ရပြီဆိုတာကဟုတ်လားဝိစိန်ကဟိုဘက်မှာတဲ့သူတို့စီဟိုဘက်ကဆက်တွေ့လာပြီတဲ့ဟိုဘက်ကနော်အဲ့တော့ကိုကကိုယ်ကတော့ဝိစိန်ရှူဆိုင်နေနေနဲ့ကလည်းအမှားတို့ကြောက်နေတာက ဒါခင်ဗျားတို့ကတော့ပြည်သူတွေကပြည်သူပါပဲအဲဒါမှမဟုတ်လည်းမထောက်ခံတယ်လို့ဟိုကခင်ဗျားတို့ကတော့ဂျားနေဝါရတွေပေါ့နော်ဂျားနေဝါရတွေဆိုလိုပေနဲ့လဲဒါမှမဟုတ်ဒီပြည်သူစစ်တီးဘယ်တော့မှပြည်သူကိုအနိုင်မကျင်ဘူးပြပြည်သူကိုကာကွယ်မှာပဲရှိတာပြည်သူမှာပဲဆောက်ရှောက်မှာပဲရှိတာမားလက်ထောင်သားတွေတော့ရှိတာပေါ့အကုန်လုံးကောင်းပါတယ်လို့တော့မဆိုလိုပါဘူးနော်အဲ့တော့အခုတော့ခင်ဗျားတို့အဖြူမဲ့ကွဲပြီလူကိုလည်းကားလည်းယူခံရသေးတယ်လူကိုလည်းဓမြတိုက်ခံရသေးတယ်လူကိုလည်းဟိုကအနိုင်ကျင့်ခံရသေးတယ်ရွှေတွေကိုလည်းယူခံရသေးတယ် ဲ့ဒါတွေမကဘဲနဲ့နောက်ထပ်ပြန်ရွေးပါဆိုတာကြီးကတော့အားလုံးသိကျင်တဲ့သူတို့ဝိစိမ်မန်နေဂျာကို